မိတ်ဆွေတို့ရေဗုဒ္ဓရှင်ကဒီလောကမှာအဖို့ထံသုံးသောအရာက အချိန်ပဲလို့ဆိုထားတယ်။ဒါကြောင့်မဖြုံးပါနဲ့။မဖြုံးမရင်နောက်ဆုံးမှာအနောင်ဓာတ်တွေမရတဲ့အပြင်ဘာမှမရှိတော့ပါဘူး။ပတ်စံချမ်းသာဖို့အရင်ဆုံးသေချာတည်ထားရမယ့်ချက်ကပတ်စံကိုဘယ်လိုရှာရမလဲဆိုတာပဲ။အများစုကပတ်စံရဖို့မတတ်နိုင်ကြလို့ပဲဘဝမှာမအောင်မြင်ကြဘူး။ချမ်းသာတဲ့သူတွေဖြစ်နိုင်ကြဘူး။ချမ်းသာခြင်းပတ်စံရှာနိုင်ဖို့အခြေခံနည်းလမ်းတွေကိုလိုက်နာဖို့လိုမယ်။ ပဆက်ဆူထားခြင်းနဲ့အလုတ်လုတ်ခိုင်းတတ်ခြင်းကတန်ဖိုးကြည့်တယ်။ချမ်းသာခြင်းရင်ပဆက်ဆူတတ်ဖို့နဲ့ဒီပန်ဆိုင်မှုကိုအသုံးချတတ်ဖို့လိုမယ်။ဒီလိုမှသာ သင်လဲချမ်းသာတဲ့သူတူဖြစ်နိုင်မယ်။ပဆက်ချမ်းသာမှုရဖို့လိုက်နာသင့်တဲ့ခုနှစ်မျိုး။နံပါတ်၁ပဆက်ရဖို့နေရာကိုမသိခင်အရင်ဆုံးပဆက်ကိုဘယ်လိုရှာရမလဲဆိုတာကိုနားလည်ဖို့လိုမယ်။ချမ်းသာတော်သူဖြစ်ခြင်းရင်ပဆက်လိုမယ်။ပဆက်ရဖို့ပဆက်ရှာနေကိုတေချာတည်ထားဖို့လည်းလိုမယ်။ နီလန်တဲ့ပတ်စံရှာဖို့အာယုံဆိုင်ပါ လူအများကဘွားရရှာလို့ပတ်စံစုဖို့ပဲအာယုံဆိုင်ကြတယ်ဒါကနီလန်အမှန်မဟုတ်ပါဘူးကျွန်တော်ဆိုလိုချင်တာကပတ်စံစုဖို့မလိုဘူးပြောချင်တာမဟုတ်ပါဘူးဒါပေမဲ့စုဖို့အတွက်ပတ်စံရှာဖို့ကိုပို့ပြီးအာယုံဆိုင်ပါရှာထားတဲ့ပတ်စံကိုအမြင်ရနိုင်မဲ့နေရာတွေမှာရင်းနှီးမြှုပ်နေမှာလူတော်တော်များများကပတ်စံကိုဗန်ထဲမှာပဲထားတယ်ဒါကအကျိုးမရှိပါဘူးဥပမာ အခန်းအခန်းဝယ်ပြီးအငားချထားတာမျိုးဒီလိုမှသာနောက်တစ်ချိန်နာကမှပတ်စံအတွက်စိတ်မပူရတော့ဘူးဒီလနဲ့ပတ်စံကိုကိုအစားအလုတ်လုတ်ခဲမှာပတ်စံရဖို့ကိုကိုရံလုတ်လုတ်စရာမလိုပါဘူးအချားသူတွေကမင်းအတွက်အလုတ်လုတ်ပေးတယ်လို့ပတ်စံကိုလည်းမင်းအတွက်အလုတ်လုတ်ခန်းနေတယ်ဥပမာပြောရရင်အင်တလုံးဝင်လိုက်ပြီးအငားချထားလိုက်မယ်ဆိုရင်မင်းကအဲ့ဒီနေရာကိုသွားဖို့မလိုတော့ဘူးလေလာတိုင်းငားကတွေအလုတ်လုတ်ရနေပြီးမင်းရဲ့အခြေအနေကို အခြားအလုပ်တွေအတွက်အသုံးချနေပြီတကယ်ချမ်းသာသူတွေကပတ်စံကိုအာရုံမစိုက်ကြဘူးအချိန်ကိုပဲတန်ဖိုးထားကြတယ်ပတ်စံရှာဖို့ဘိုင်းကြားခွဲကြစိတ်ဖြတ်ပြီးအမြန်ဆုံးလမ်းကိုသွားကြတယ်ချမ်းသာခြင်းရဲ့အလုပ်ကြိုးစားဖို့တော့မဖြစ်မနေအရေးကြီးတယ်တင်းရဲ့အိမ်မက်ကို အရွယ်ငယ်စင်မှာပဲပြည့်မီကျင်နေဆိုရင်ယခုကတည်းကနေစကြိုးစားပါပတ်စံရှာဖွေမှုအတွက်တတိယနီလန်းတင်းယူပြီးဝင်ဝေးရှာပါ ပတ်စံရှာဖို့အသုံးချနိုင်တဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေဘိုးတုဒ္ဓတွေကိုတင်ယူရမယ်။တင်ယူခြင်းမှဖြစ်စေတင် जा ပေးခြင်းမှဖြစ်စေနောက်ပြန်မဆုတ်ပါနဲ့။တင်နိုင်သလောက်တင်ယူပါ။ဘိုးတုဒ္ဓတိုးအောင်ကြိုးစားပါ။ထိုတင်ယူမှုကနေဝင်ငွေထက်အောင်အကောင့်ထဲပို့ပါ။စတင်လှူဆောင်မဲ့လုပ်တွေမှာမှားယွင်းမှုဖြစ်အောင်သိကြပြင်ဆင်ပါ။ပတ်စံရှာနေတင်ယူဖို့လူတစ်တွေနဲ့တွေ့ဆုံပါ။အခွင့်အလမ်းရှိရင်အခြားနယ်ပယ်ရဲ့လုပ်ငန်းပုံစံတွေကိုလည်းလေ့လာပါ။ ပတ်ဆက်ရှာဖွေမှုတွေစုထမြောက်နီးလန်းယခုပဲစတင်လိုက်ပါချမ်းသာခြင်းစိတ်ထဲမှသာကြံစနေမှာတည်းယနေ့ကလေးကနေစတင်လိုက်ပါစတင်ဖို့ကိုနောက်ထပ်ရက်တွေကိုစောင့်မနေပါနဲ့မင်းတူတည်းမဟုတ်ဘူးဒီကဘာမမအိမ်မအကြီးကြီးမမတွေ Twitter တွေများကြီးရှိပါတယ်နောက်နေ့စောင့်နေတော့အချားသူတွေကမင်းထက်ရှေ့ကနေဦးသွားပြီးအောင်မြင်သွားနေတယ်ဒါကြောင့်အခုကစတင်လိုက်ပါဒီနေ့မှပဲကြိုးစားပါ သင်းရဲ့အနာဂတ်ဘေးကင်းမှုယနေ့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်တယ်။ပတ်စံရှာဖွေမှုအတွက်ပစ္စမအနည်းနဲ့လက်ရှိဝင်ငွေကိုစီမံခန့်ခွဲပါ။ချမ်းသာသူဖြစ်ခြင်းရင်ယခုလက်ရှိမှာဘလောက်ပိုင်ဆိုင်နေတာထက်အသုံးပြုမှုကိုတေချာစီမံနိုင်ဖို့အရေးကြီးတယ်။ဒီနေ့တာထဲမှာသင်းရဲ့ဝင်ငွေဘယ်နေရာတွေကိုသုံးသွားလဲဆိုတာမှတ်တာပါ။အသုံးစရိတ်အတွက်စဉ်းစားသုံးစေပါ။သင်းရဲ့အသုံးစရိတ်ဘလို့စီမံတင်တယ်လဲဆိုတာတေချာအစီအစဉ်လုပ်တာပါ။ အချို့သူတွေကဝင်ငွေစင်းထားရပေမဲ့အတုံးစိတ်ကိုမှတ်မှတ်ထားရကြဘူး။ဒါကြောင့်သင်ယူပါ။အတုံးစိတ်တွေအားလုံးကိုစနစ်တကျနဲ့စီမံပါ။ပတ်စံရှာဖွေမှုတွေစတ်ထမနေလဲ။အလဟတ်တဲ့အတုံးစိတ်မှုမှရှောင်ကျင်ပါ။အချို့သူတွေကဝင်ငွေရဲ့80%ခန့်နှုန်းကိုသူတို့ရဲ့လိုအပ်မှုမဟုတ်တဲ့ဖြောပြေးရေးတွေအတွက်သုံးတယ်။ဒါကချမ်းသာသူဖြစ်ဖို့ဖြစ်တဲ့နဲ့အကြောင်းရပါပဲ။အလဟတ်တဲ့အတုံးစိတ်ကိုအထောက်အကူဖြစ်မဲ့နေရာတွေမှာသုံးသင့်ပါလား။ ဈေးကြီးတဲ့ဟိုတယ်မှာထိုင်စားမယ်စားတင်းရဲ့အနာဂတ်ကိုတည်ဆောက်ဖို့လိုအပ်ချက်တွေကို အရင်ဖြေစီပါလူကြီးလူကောင်းတွေကစပွဲအစ်တွေမှာအဝတ်ထည်မွေပဲနဲ့သူတို့ရဲ့အနာဂတ်တဲ့အတုံးဝင်မဲ့ပညာရင်းနှီးမြှုပ်နှံမှုတွေကိုပဲရွေးချယ်တယ်ပတ်စံရှာဖွေမှုတွေနောက်ဆုံးနေ့လဲတင်းကျေမှုနဲ့စောင့်မြော်ပါပတ်စံရှာနေတင်ယူပြီးသားဆိုပေမဲ့ဘယ်အချိန်မှအောင်မြင်လာမလဲဆိုတာမသိနိုင်သေးဘူးဒါကြောင့်တင်းကျေမှုတတမှုတွေကိုရှာတော့ပါ အချိန်တိုအတွင်းဈေးကြီးတဲ့အိမ်မက်တွေမဟုတ်ဘဲတည်ကြည်တဲ့မျောမန်းချက်တွေထားပါချမ်းသာသူဟာအမြန်ချမ်းသာဖို့ကြိုးစားကြပါမယ်အမားတွေအတွက်တည်ငြိမ်စွာဖြည့်ချင်းကြတယ်ယုံကြည်မှုနဲ့စဉ်ဆန်းပြည့်ကြိုးစားထားမယ်ဆိုရင်မင်းလည်းတစ်နေ့မှချမ်းသာတဲ့သူတို့ဖြစ်လာနိုင်မယ်အောင်မြင်မှုတွေအရေးကြီးသောအချက်များတင်စတင်မဲ့အရာတွေမှာအဖြစ်မနေဝင်ငွေရလာမှာမဟုတ်ဘူးတခါတလေမအောင်မြင်နိုင်တာမျိုးတွေဖြစ်နိုင်တယ် ဒီမအောင်မြင်တဲ့အလုပ်ထက်မှာဆက်ရှိနေမယ်ဆိုရင်ချမ်းသာသူဖြစ်နိုင်မှာမဟုတ်ဘူးဘဝတစ်ခုလုံးဒီအလုပ်တစ်ခုတည်းကိုပဲလုပ်နေမယ်ဆိုရင်ဘယ်တော့မှ ချမ်းသာနိုင်မှာမဟုတ်ဘူးချမ်းသာမှုရဖို့လိုအပ်တဲ့ချင်းအလုပ်တစ်ခုကိုပဲမှီကိုနေမယ်ဆိုငွေကိုမိမိအတွက်အလုပ်လုပ်သွားမယ့်နည်းလမ်းတစ်ခုကိုကိုယ်တိုင်ဖန်တီးဖို့လိုပါတယ်ဒါကြောင့်ပြောလိုက်တာအရင်ဆုံးငွေရှာဖို့လိုတယ်ရှာထားတဲ့ငွေကိုတိုးတက်လာမယ့်အခွင့်အလမ်းကောင်းတစ်ခုတည်းရင်းနှီးမြှုပ်နှံဖို့လိုပါတယ် ဒီလိုလုံးနေမှနေ့စဉ်နေ့တိုင်းတင်းရဲ့ဝင်ငွေမြန်မြန်တိုးတာမှာပါဒီနေ့မှငွေရှာနီးနဲ့ချမ်းသာသူဖြစ်လာနိုင်ဖို့လိုအပ်တဲ့နည်းလမ်းတွေကို လေ့လာပြီးဖြစ်ပါပြီပတ်သက်ရှာဖို့ဖြစ်မနေလိုအပ်တဲ့အခြေခံစိမင်းတွေကိုလည်းသိရှိခဲ့ပါပြီဘလို့ချမ်းသာနိုင်မလဲဆိုတာကိုပြပြထားတဲ့ဒီအကြောင်းအရာကတင့်အတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ဝင်းရသားသူဟာ credit ပေးပါတယ်ဗျာ